မင်္ဂလာပါရှင်မက်ရှလ15ရက်စနေနေ့ရက်အသီးမပွဲရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့အမေရိကန်ရဲ့ချိန်ချမှုများဟာညံအမျောမြင်ကိမဲ့ကြောင်းအီရန်ခေါင်းဆောင်ပြောကြားတဲ့သတင်းဖြစ်ပါတယ်အမေရိကန်ရဲ့ချိန်ချမှုများဟာညံအမျောမြင်ကိမဲ့ကြောင်းအီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်အယာတူလာအလီခါမေဒီကမက်ရှလ12ရက်တွင်ပြောကြားခဲ့ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်က သူဟာအီရန်အားနျူကလ িয়ার ဆွေးနွေးမှုများပြုလုပ်ရန်နဲ့အီရန်ကငင်းဆိုပါကစည်ရေးအရာအရေးယူသွားမယ်လို့သတိပေးထားတဲ့စာတစောင်ကိုပေးပို့ခဲ့တယ်လို့ပြောကြားခဲ့ပြီးနောက်ခါမီနီရဲ့မှတ်ချက်စကားများထွက်ပေါ်လာခြင်းဖြစ်ပါတယ်။အမေရိကန်ကစည်ရေးနဲ့ချင်းချောက်နေပါတယ်။ကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင်တော့အဲ့ဒီချင်းချောက်မှုဟာညံအမျောအမြင်ကင်းမဲ့တာဖြစ်ပါတယ်။အီရန်ကတုံ့ပြန်နိုင်စွမ်းရှိပြီးတေချာပေါက်ပြန်လဲထိုးနှက်နိုင်စွမ်းလည်းရှိပါတယ်လို့ခါမီနီကចောင်းသားများနဲ့တွေ့ဆုံဝင်ပြောကြားခဲ့ကြောင်းသတင်းများကဖော်ပြလာပါတယ်ရှင်။ ဆက်လက်တင်ဆက်ပြီးမှာကတော့ယူကရိန်းစစ်ပွဲအပြစ်ခတ်ရစေရေးအတွက်အကောင်းမြင်ထားကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။မတ်လ23ရက်ဆက်စောပိုင်းတွင်ယူကရိန်းနဲ့ရုရှားတို့လောလောလတ်လတ်ဝေဟင်တိုက်ခိုက်မှုများရှိခဲ့တဲ့အချိန်အမေရိကန်စစ်ဆက်ညီနိုင်ရေးသမားများကယူကရိန်းစစ်ပွဲအပြစ်ခတ်ရစေရေးရရှိအောင်ဆောင်ရွက်နိုင်မယ်လို့အကောင်းမြင်ထားကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကထုတ်ပေါ်ပြောကြားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုကစစ်ပွဲချင်းချက်မရှိရပ်သွားစေရန်ရုရှားသဘောတူစေရန်အလိုရှိနေတယ်လို့မက်ရှလာဆန်နီအတွင်တာဝန်ရှိသူများကပြောကြားခဲ့ပါတယ်။အခုသတင်းဘက်အတွင်သဘောတူညီမှုရရှိထားတဲ့အမေရိကန်ယူကရိန်းအဆိုပြုချက်အသေးစိတ်များကိုမိမိတို့စောင့်ဆိုင်းနေတယ်လို့ရုရှားကပြောကြားထားပါတယ်။ လွန်ခဲ့တဲ့နှစ်ကယူကရိန်းထိုးစစ်အတွင်းသိမ်းပိုက်ခံထားရတဲ့ရုရှားပိုင်နယ်ကိုပြန်လည်သိမ်းယူရေးအတွက်ယူကရိန်းတပ်ဖွဲ့များကိုတိုက်ခတ်ရာတွင်အသာစီးရအောင်တိုက်ခဲ့တဲ့ရုရှားစစ်သားများထံသမ္မတဗလာဒီမာပူတင်ကတွားရောက်ခဲ့ကြောင်းရူဘီရိုကပြောကြားခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ရုရှားရဲ့ခတ်စတီတာဟာအလုံးစုံလူမျိုးမှုရရှိရန်နှိစက်နေပြီဖြစ်ကြောင်းရုရှားသမ္မတဗလာဒီမာပူတင်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ ရုရှားရဲ့ခတ်စတီတာဟာအလုံးစုံလွတ်မြောက်ရေးနီးစပ်နေပြီဖြစ်တယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကမတ်လ12ရက်တွင်ပြောကြားခဲ့ကြောင်းသိရပါဗျ။ခတ်စတီတာတွင်ရုရှားတပ်ဖွဲ့များလှည့်မြန်စွာခြေတက်ဝင်ရောက်လာခဲ့တာကြောင့်ယူကရိန်းက၎င်းရဲ့စစ်သားများကိုပြန်လည်ရုပ်သိမ်းနေရတယ်လို့အရှိတ်မွတ်ပြောကြားနေချိန်တွင်ပူတင်က၎င်းရဲ့စစ်တပ်ဟာခတ်စတီတာကိုအပြည့်အဝလွတ်မြောက်စေရန်နီးစပ်နေပြီလို့မျှော်လင့်ရကြောင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ဩဂတ်လတွင်ယူကရိန်းတပ်ဖွဲ့များကရုရှားရဲ့နေဆက်ဖြစ်တဲ့ခတ်စဒေသကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးကြတဲ့ကပူတင်ဟာ၎င်းဒေသသို့မတ်လ၁၂ရက်တွင်ပထမဆုံးချိန်ဖြစ်သွားရောက်ခဲ့ခြင်းဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့အမေရိကန်လေကြောင်းလိုင်းရဲ့ဗိုရင်းနေရင်တစင်ဓမ္မာလီစိတ်တွင်မိလောင်မှုဖြစ်ပွားတဲ့တဲ့တင်ဖြစ်ပါတယ်။ လေယာဉ်အမှုရန်6ဦးအပါအဝင်လူ198ဦးလိုက်ပါလာတဲ့အမေရိကန်လေကြောင်းလိုင်းမှာ Boeing 737-800လေယာဉ်တစ်စင်ဟာ Colorado ပြည်နယ်ရှိ Denver နိုင်ငံတကာလေဆိပ်တွင်မိလောင်မှုဖြစ်ပွားခဲ့ကြောင်း Federal လေကြောင်းအာဏာပိုင်အဖွဲ့ FAA ကကြာကြာပြီးနေ့ညနေပိုင်းကပြောကြားခဲ့ပါတယ်။အဆိုပါလေယာဉ်ဟာ ကော်လိုရာဒိုဆပ်ရင်းမြို့မှဒဲလက်မြို့သို့ဥတီပြန်တန်းလာစဉ်အင်ဂျင်တုံခါမှုဖြစ်ပေါ်ခဲ့ပြီးတံပါလီစိတ်သို့ညနေ9:15မိနစ်မှာအရေးပေါ်ဆင်းသက်ခဲ့ပြီးနောက်အင်ဂျင်ပိုင်းမိလာမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါရယ်။ မိလာမှုဖြစ်ွားချိန်တွင်လေရင်ပေါ်ပါခီးတဲ့182ဦးတို့ကိုလေရင်တောင်ပံမှတဆင့်အရေးပေါ်ကဲ့ချုံနိုင်ခဲ့သလိုမိသက်သမားများကလည်းမိကိုနှိမ်သက်နိုင်ခဲ့တာကြောင့်ထိခိုက်ဒဏ်ရာရရှိမှုတဆုံတရာမရှိခဲ့ဘူးလို့လည်းသိရပြီးဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း Federal ၄ချောင်းအာဏာပိုင်အဖွဲ့ FAA ကပြောကြားထားကြောင်းသိရှိရပါတယ်ရှင်။